ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကတော့ဒေါ်တန်းမှာအသက်က58နှစ်ပါဆရာကြီးဟုတ်ပြီဗျာမြောင်းမြမှာနေပါတယ်ကုံစုံဆိုင်ရောက်ပါတယ်တဲ့ကုံစုံဆိုင်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီအဲ့ဒါကုံစုံဆိုင်ဆိုတော့စဉ်းစားစရာပေါ့နော်ငွေယူသေးလည်းရှိနေပါပဲကြက်တုံလည်းရှိနေပါပဲဟုတ်ကဲ့ဆရာကြီးငပိငချောက်လည်းရှိနေပါပဲဟုတ်ကဲ့ဆရာကြီးပြောချင်တာအနက်ဆုံးပါပေါ့ဟုတ်ကဲ့ပါဆရာကြီး ဟုတ်ပြီဆရာကြီးရှင်နဲ့ခန္ဓာကိုယ်ကအောက်နယ်နေရာတွေကိုတဲ့တဟေးဟေးနဲ့တဲ့နှိမ့်နှိမ့်လိုက်တဲ့အခါမှာပေါ့နော်တဟေးဟေးနဲ့လေထွက်ပါတယ်တဲ့ဒူးလဲနာနေပါတယ်တဲ့နည်းနည်းလဲရောင်နေပါတယ်တဲ့သူ့သက်ကဘယ်လောက်တယ်လဲ58ပါဆရာကြီးဟောအူနာပါဟုတ်ကဲ့ဆရာကြီး60ကတ်သွားပြီဟုတ်ကဲ့ဆရာကြီးဆရာဝင်ပြတော့ကြောက်ကနည်းနည်းထိတယ်တဲ့သွေးကြိုရှိတယ်လို့လည်းပြောပါတယ်တဲ့အဲ့ဒါတော့ယောဂါတော့ရှာဖွေရင်တော့ ်စာဖွေသလောက်တွေ့နေပါပဲနော်ဟုတ်ကဲ့ဆရာကြီးအဲ့တော့ဆရာတို့ကယောဂမရှာဘူးလားဆိုရင်ချုပ်ပြီးတော့ပဲရှာတယ်ဟုတ်ကဲ့ဆရာကြီးတိုင်းရင်စီမှာတော့ဟုတ်ကဲ့ဆရာကြီးအုပ်စုနှစ်စုပဲရှိတယ်ဟုတ်ကဲ့ပါဆရာအပူလွန်လားအေးလွန်လားဒါပဲဟုတ်ကဲ့ပါဆရာကြီးတီတာနဲ့အုံနှာနှစ်ခုပဲအပူတွေလွန်နေသလားအေးတွေလွန်နေသလားအပူတွေလွန်နေပါနဲ့အစားထိုးမလဲအေးနဲ့အစားထိုးမလဲအေးတွေတိတ်များနေပါနဲ့အစားထိုးမလဲအပူနဲ့အစားထိုးမလဲဆရာဒါပေမဲ့အခုခေတ်မှာတော့ ဆရာတို့အတွေ့အကြုံရတရားမှာတရားတယောက်ကဘာတွေလွန်တာတွေ့ရလဲအပူတွေလွန်နေတာပါဆရာကြီးဘလို့သက်သေပြရမလဲလို့မင်းသက်သေပြကြည့်ရှင်လားဟုတ်ကဲ့ပါဆရာကြီးနော်ပူရင်ဖြူတယ်ဆိုတာမှတ်ထားကြည့်သူဟုတ်ကဲ့ပါဆရာကြီးဥမာကလေးတယောက်တိတ်ဖြားပြီတိုက်ဖက်ဖြစ်ပြီးရှာထုတ်ကြည့်ရှာကြီးကဘလို့ဖြစ်နေလဲဖြူဖွေးနေဖြူဖွေးနေတာနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါဘာများလို့လဲအပူတွေများလို့ပါဆရာကြီးအသက်ငယ်ငယ်တဲ့ဇမင်းတွေဖြူကြတယ်အဲ့ဒါဘာများလို့လဲအပူတွေများလို့ပါဆရာကြီးဥမာလက်သေးလေးတွေမှာ ွင့်ပွင့်နေခွာတာပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါဟိုလက္ခဏာပညာရတော့စမ်းတာတယ်ပေါ့ဟုတ်ကဲ့ဆရာကြီးဒါမဲ့လည်းစမ်းတာလားလားအပူလောင်တာလားအပူလောင်တာပါဆရာကြီးနောက်ခန္ဓာကိုယ်မှာညှင်းလို့လို့ဟုတ်ကဲ့ပါဆရာကြီးနော်ခယူသင်းလို့အဖြူရည်ဒီပေါ်မယ်ဟုတ်ကဲ့ပါအဲ့ဒါဘာများတာလဲသမီးအပူများတာပါဆရာကြီးအပူများတာပဲနောက်အခုလူတရာမှာဘယ်နှစ်ယောက်လောက်ကအပူများတာလဲတရာတယောက်တည်းဆရာကြီးတရာတယောက်ပူများတယ်ဟုတ်ကဲ့တယောက်ကဘယ်ရတယောက်လဲ ကိုဝင်ပေါ့နော်ဆိုတော့ဘိုက်ထဲကတယောက်ပေါ့ဟုတ်ကဲ့ပါဆိုတော့ဘိုက်ထဲကတယောက်ဘလို့တကယ်လဲတကယ်ချင်းပေါ့မင်းကဘယ်ဘယ်ပေါက်ကဝင်ကြည့်ရလဲသူကရွတ်ပြီးတော့မေးတာပို့ပေါ့ကိုကမကြည့်ရပါဘူးလို့မွေးတဲ့ကိုဆရာမတွေမေးရင်ဆရာကလေးကမွေးတဲ့စပင်းတစ်ချောင်းမှမပါဘူးဟုတ်ကဲ့ဆရာအဲ့ကျွန်တော်တို့လက်အိတ်လေးဝတ်ပြီးတော့ခလေးချီမဲလို့တယ်ချက်ကျိုးဖြတ်ဖို့ဘလူကန်ရမှမသိဘူးအဲ့ဘာလို့ဆိုတော့ကိုဝင်ရစီမဲ့အဖေရလဲပဲ အရက်စိတ်လေးကိုအပူမချောင်းအမေကလည်းပဲအာဘူးရှာဘူးမုန်ဒီချင်ကန်ဆက်ရှူရှက်ဆက်ရှိတဲ့မော်ဒီတော်မေချေးစားရတဲ့စဲအဲ့ကလေးကဘိုက်ထဲမှာလည်းဖြစ်တာပေါ့ငယ်ချင်းသူမငင်းတော့ပါဘူးဟုတ်ကဲ့ပါဆရာကြီးနော်ကြောက်မလို့ချုပ်ပြီးအားလုံးကိုမေခွန်းရှင်တွေရောနာတော်တာဆင်သူတွေရောမီဒီယာတွေရောအားလုံးကိုဆရာကြီးအကြံပြုလိုက်ပါတယ်အပူဆက်တွေရှင်းကြပါ ျော်ဖန်ဆက်တွေရှောင်ကြပါရှင်ခါအေးလေးတွေကိုမျှစားပေးကြအဖြစ်တကူရီကျမ်းမာရေးမိသားစုကျမ်းမာရေးမှတည်တမျိုးသားလုံးကျမ်းမာရေးတို့ဆောင်ရနိုင်ကြပါစီလို့ဟုတ်ကဲ့ပါမေတ္တာပို့လိုက်ပါလေဟုတ်ကဲ့ပါဆရာကြီးအခုသူကလေးတွေတက်နေတယ်ဆိုတာလည်းဒါအပူကြောင့်ခန္ဓာကိုယ်ပြီးရှိတဲ့လေးတွေပွားနေလို့ပေါ့နော်အကျော်အကျော်တင်တဲ့ဆက်တွေကြောင့်ပါနော်ဟုတ်ကဲ့ပါဒါရှောင်းလိုက်ရင်ဒီလီတက်တာလည်းပဲ က်တာပြီးအောက်ကိုလေလေသွားမှာပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥခင်မောင်ဆွေပါဟုတ်ပြီ65နှစ်ပြင်ဦးလွင်ပါပါနေပါတယ်ကောင်းပါပြီဆရာကြီးခင်ဗျားတဲ့စီးကြိုသွေးလို့ရှိပါတယ်တဲ့အဲ့ဒါတော့အတွဲလိုက်ပဲဟုတ်ကဲ့ဆရာကြီးစီးကြိုနဲ့သွေးတို့ သူတို့နဲ့စီချိုစီချိုဟုတ်ကဲ့ဘ누구အရင်ပြောမလဲဒါမသိကြတာသိလားဟုတ်ကဲ့ဆရာကြီးစီချိုလို့ပဲတွေးတို့တာလားတွေးတို့လို့ပဲစီချိုတာလားပေါ့နော်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီပြောပါဦးကြောက်ဖုံသည်တဲ့နေ့စဉ်ချက်စားတာတဲ့ရှစ်လလောက်ရှိပါပြီတဲ့တဲ့တဲ့သူတကူတဲ့တော့စားတာတဲ့ကြောက်ဖုံသည်ပဲဖရေသည်တဲ့စားပါလို့ဟုတ်ကဲ့ပါဆရာကြီးသခွားသည်နုနုဟုတ်ကဲ့ပါဆရာကြီးသခွားသည်ရဲ့ရင့်ဖန်နေဟုတ်ကဲ့ဆရာကြီးဘူသည်နုနုဟုတ်ကဲ့ပါဆရာကြီးဘူသည်ကလည်းနုလို့ရှိရင်ချက်တော့ဤလေတယ် ပြုတ်တူလေရတခွိုင်းသီးလေးလေဟုတ်ကဲ့ပါဆရာရင်မရရဘူးเนาะတခွိုင်းသီးနုနုဘူးသီးနုနုခဝဲသီးနုနုတော့ခဝဲသီးနုနုဟုတ်ကဲ့ပါဆရာနောက်ပါလဲဘုံလုံးသီးခေါ်တယ်ဟုတ်ကဲ့ဆရာရင်ဆရာတို့ဘက်မှာတော့ပဲလေးမွေလို့ခေါ်လေးရှိတယ်ဟုတ်ကဲ့ဆရာရင်အဲ့ဒီအသီးနဲ့နုနုတွေကိုရုံးပရိသီးဆိုလဲချိုးကြည့်လိုက်ပါဟုတ်ကဲ့ဆရာရင်ဖြတ်ခနဲ့အဖျားလေးချွေးလေးကိုကျိုးသွားရဲ့ ဒါညှို့တယ်ဟုတ်ကဲ့ပါဆရာရင့်ချိုးလို့မရဘူးဟုတ်ကဲ့ပါဆရာဈေးဝယ်တတ်တဲ့လူကအဲ့ဒါလေးတွေသိတယ်သမီးဟုတ်ကဲ့ဆရာထိတ်လေးလေဟုတ်ကဲ့ပါဆရာဟုတ်ပြီအဲ့လိုညှို့ရစားလေးစားပါလို့ဟုတ်ကဲ့ဆရာဒီသူကလေစီးသွားရင်နဲ့အမြုံတွေပါလို့ပါတဲ့အကျော်အဆက်တွေမစားပါဘူးတဲ့မြမဆင်းနေပဲကုသပြောက်ကင်းကျင်ပါတယ်တဲ့ဘလို့နေထိုင်စားတော့ရမလဲဆိုတာလမ်းညွန်ပေးပါတဲ့ဟုတ်ပြီအဲ့ဒါအတော့စီးသွားလို့အမြုပ်ပါတာသိပြဿနာမရှိပါဘူးဟုတ်ကဲ့ပါဆရာကောင်းတယ်လို့တော့ပြောရမှာပါ ုတ်ကဲ့ပါဝါရောအာရှိလို့အမြုပ်ပါလားဟုတ်ကဲ့ပါစီးရသွားတဲ့အရေးကြီးကြီးပဲစင်တော့မှဒါမကောင်းဘူးဟုတ်ကဲ့ပါဆရာအဲ့လိုအရေးကြီးကြီးပါလာလို့ရှိရင်တော့အနှဲပါမယ်ဟုတ်ကဲ့ပါဆရာအထဲမှာအနှဲပါမယ်ကြောက်မှုန်လေးတွေပါလာတတ်တယ်ဟုတ်ကဲ့ပါဆရာနော်နောက်အရင်ဘလို့နေတိုင်းစားတော့အောင်လဲဆိုတာကတော့အချင်းနဲ့အခါဒါတော့ဟိုပါပဲရှိသေးတာပေါ့နော်အာဘောတက်ပဲရှိသေးတာပေါ့အကြောက်ဖြစ်သေးသေးဆိုဟုတ်တယ် ဟုတ်ဝါယောနဲ့အခုအကျင့်နဲ့အခါပြောပြီလေဟုတ်ကဲ့ဝါယောနဲ့အဟာရအဟာရအဲ့ဒီအစာလေးတွဲစားပြီးမယ်ဆိုရင်တော့တိတ်တိတ်မြတ်ပါလေလို့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ချင်ခါအေးပေါ့ချင်ခါအေးပေါ့ဟုတ်ကဲ့ပါဆရာအစင်စားပြီးလို့ပြောပါနော်ဟုတ်ကဲ့ပါဆရာတော်လေကြောဆက်ကြောဖန်ဆက်စိတ်ရှောင်းပါလေရှောင်းပါလေဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်သဇင်ဝင်းနိုင်ဒေါ်သဇင်38နှစ်ဟုတ်ကဲ့သဇင်ဝင်းနိုင်နဲ့38နှစ်ပါဆရာကြီးဆရာမတောင်တကုံကပါဟုတ်ပြီဆရာကြီးရှင်နဲ့အစာအိမ်မှန်ပြောင်းကြည့်တာတဲ့အစာအိမ်ကောင်းဥဒိန်တဲကြီးအိမ်စုံတဲ့နေရာမှာရောင်းတယ်လို့ပြောပါတယ်မေကွန်းသမီးမှန်မြောင်းကြည်တာအစာရင်ကောင်းဥသိန်းနဲ့အပေါ်ပါးစပ်ကကြည်တာပေါ့နော်ဟုတ်ကဲ့ဆရာကြီးပါးစပ်ကြည်တော့အစာရင်ရဲ့ကောင်းဥသိန်း ဟိုဥသေးဆက်တဲ့နေရာဟုတ်ပြီဟာတဲချေအိတ်စုံတဲ့နေရာတဲ့ဥသိန်းနဲ့တဲချေအိတ်ကတော့တဲချေအိတ်ကတော့ညာဘက်အသေးရဲ့ဘေးမှာရှိမှတဲချေအိတ်ကလေဟုတ်ဒါမို့အဲစုံတဲ့နေရာဆိုရောင်းတယ်လို့ညာဘက်နန်ယိုးရဲ့နေရာကိုပြောရင်လေဟုတ်ကဲ့ဒီညာညာဘက်နန်ယိုးရဲ့အောင်နာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့နားလီမှာသူကရောင်းလဲရောင်းတယ်ဟုတ်ရောင်းတယ်တဲ့အောင်လဲအောင်တယ်အောင်တယ်လို့တော့မပါဘူးဆရာကြီးရောင်းတယ်ပေါ့ဟုတ် ရောင်းနေနေတာတဲ့နှစ်နှစ်ရှိပါပြီတဲ့ဆိုအောင်းလဲအောင်းလို့ထင်တယ်မပြောက်သေးပါရောင်းတာမှန်သမျှလေဟုတ်ကဲ့ဆရာကြီးတမီဝဲချံပေါ့ရဲ့အဲ့ဝဲချံလဲပေါ့ထားဒီပါမရောင်းလားရောင်းလားရောင်းပါလေဆရာကြီးရောင်းတာပွဲရင်နော်အနာရှိဥမာတင်ပါမှာသူစုနာပေါ့တယ်မပေါ့အဲ့တင်ပါကြီးမရောင်းနဲ့ရောင်းလားရောင်းပါလေဆရာကြီးရောင်းတာပဲအတွင်းမှာအကျိတ်ရှိနေပါတော့နော်ဆရာကြီးရောင်းတာပဲဟုတ်ကဲ့ဆရာကြီးသွေးသားကိုသူရနေအသားကိုမကူဝဲနဲ့အသားကောင်းကိုမကူဝဲနဲ့ အဖူတို့အကျိတ်တို့ရဲ့တို့အနာတို့မှန်သမျှအားလုံးရောင်တာပဲဟုတ်ကဲ့ပါဆရာမြမစီးပညာမှာတော့အခေါ်ပေါ်နဲ့ငမ်းမန်းလို့ခေါ်တယ်ဟုတ်ကဲ့ဆရာငမ်းဖန်းနေပေါ့ဟုတ်ကဲ့ပါဆရာမန်းလိုက်တယ်ပေါ့အဲ့ဒါဘာဖြစ်ဆိုသူရနေအသားအောင်မကူဝဲနဲ့ဟုတ်ကဲ့ပါဆရာအစင်တိုင်းဖြစ်ရမှာရတမှသွေးဟုတ်ကဲ့ပါသွေးမှအသားအသားမှအစီအစီမှအယူအယူမှခြင်စီခြင်စီမှတို့လို့အစင်တိုင်းကူရမယ့်အကူကမကူဝဲနဲ့ အဲ့ဒီအားနေနေတာပေါ့ဟုတ်ကဲ့ပါဆရာအခုနေတာအားကြောင့်အားနေလေလို့မေးရင်ဟုတ်ကဲ့ဆရာအခုခင်တဲ့ကြိုက်ညောင်ပြောရင်အကျော်အဆက်ဒီစားလို့ဝေသမီး तू ကလေစီကျော်နဲ့အဆက်တဲ့စားမရပါတဲ့အဲ့ဒါစားရလို့တဲ့ငပြောသီးနဲ့ထမင်းဟင်းနဲ့တဲ့ရေလုံးပြုတ်ပဲစားနေရတယ်တဲ့အဲ့ဒါဘလောက်ကြာပြီလဲပူရောင်နေတာမကြပါနှစ်နှစ်တဲ့ငပြောသီးရဲ့ငပြောသီးနဲ့ထမင်းပဲတဲ့ငပြောသီးရဲ့ငပြောသီးစားနေရတယ် အဲ့ဒါတော့မရေးတာဆရာကြီးဟုတ်လားငါပြောသေးရလဲဖီချမ်းပဲမျိုးစုံရှိတယ်လေဖီချမ်းနဲ့အဲ့ဒါတော့ဖီချမ်းလို့ထည့်ရအောင်ကောင်းတာပေါ့ဟုတ်ကဲ့ဆရာကြီးငါပြောသေးရကြိုက်ဆိုတီးမှုရကောင်းတာဟုတ်ဟုတ်ကဲ့ဆရာကြီးတီးမှုနဲ့ထမင်းနဲ့စာသိမ့်မိန်တာဟုတ်ဟုတ်ကဲ့ဆရာကြီးကျုပ်ငါပြောချင်ရှိတယ်ဟုတ်ကဲ့ကျုပ်တငယ်စာတငယ်တငယ်စာငါပြောစွာရှိတယ်ငါပြောရလေမျိုးစုံရှိတယ်လေဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့ဖီချမ်းနဲ့ငါပြောချင်ဆိုရင်တော့ကိစ္စမရှိဘူးဟုတ်ကဲ့ဆရာကြီးစာလို့ရပါတယ်ဒါပေမဲ့ အဲ့စားတဲ့ဖီချန်ကမမှဲ့ဘဲနဲ့မမှဲ့ဘဲနဲ့ဝင်းရောင်ခေါ်တာပေါ့ဟုတ်ကဲ့ပါဆရာအဖန်တက်မကုံသေးဘူးဆိုရင်ဖီချန်မှဲ့သွားလို့ရှိရင်ချိုးတယ်ဟုတ်ကဲ့ဆရာမမှဲ့သေးရင်အဖန်တက်ရှိတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုအစာမျိုးစားရင်လည်းအန္တရာယ်ရှိတာပဲဩဟုတ်ကဲ့ဆရာအစာအတော့ကတဲ့တယ်ဆိုရင်အစာတော်မှအနုတယ်လားအရင့်တယ်လားအမေတလာခွဲပြောမှာ ਉਹ ဟုတ်ကဲ့ပါဆရာ။နော်အဲ့တော့ကိုစားတဲ့အစာကစားလိုက်တယ်ဒီစားစားလေးကို မတည်ဘူးဆိုသည်ရင်အဲ့ဒီစာမစားနဲ့လေဟုတ်ကဲ့ဆရာဖြတ်လိုက်တာပေါ့ဟုတ်ကဲ့ဆရာအချားစာစားပါဦးရောက်လာကြအောင်နဲ့လမ်းညွန်ပေးပါတဲ့ဟိုအကောင်းဆုံးကတော့သမီးညနေတိုင်းညနေတိုင်းအဖတ်မစားနဲ့တော့လို့ဟုတ်ကဲ့ဆရာအပြုတ်တာတောင်းလို့ဟုတ်ကဲ့ပါဆရာစံပြူလေးတော့နော်အဲ့ဒီမှာသမီးထည့်ခြင်းနဲ့အသားထည့်ဟုတ်ကဲ့ပါဆရာပဲထည့်ဟုတ်ကဲ့ပါဆရာအသားထည့်ပဲထည့်အဲ့ဒါကိုပြုတ်နူဤနေအောင်ပြုတ်မီနေနေနဲ့ပြုတ် ဟုတ်ကဲ့ပါဆရာပြီးရင်မှုေပလိုက်အဖက်ကိုဘာဘက်မှမရောမှုေပလိုက်อ๋อจีนเนี่ยเปียเอ้าซ้นเนี่ยขัดตาออกนี่เนาะဟုတ်ကဲ့ဆရာတခါတည်းသာမော့ချไล่ဟုတ်ကဲ့ဆရာနော်အဲ့ဒီအပြုတ်ကို၃ရက်လောက်တောက်လိုက်လို့ရှင်ဒီယောဂအစာကြည်သွားမှာပါတဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်အေးအေးมาပါ တော့အေးမှာဟုတ်ပြီအသက်က40ပါဆရာကြီးအထဲကျုပ်ဆက်ယုံမှာပဲလုပ်ပါလေရွယ်ကောင်းနေနော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီအထဲကျုပ်အထဲကျုပ်ပါတာကဒါတတိထားဆရာပဲနော်ဟုတ်ကဲ့ဆရာကြီးအထဲကျုပ်ဆိုအထိုက်နားတာပဲဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးကအထိုက်များတယ်ဆိုတာကိုပြင်လို့ရတယ်လေဟုတ်ကဲ့ပါဆရာကြီးဆရာဆိုအကြံပေးတယ်နော်နာကြီးကြည့်တာဟုတ်ကဲ့ပါဆရာကြီးတနာကြီးပြအောင်ကိုမထိုင်နဲ့ဟုတ်ကဲ့ပါ45မိနစ်ဆိုထားလိုက်အများကြီးလဲသွားစရာမလိုအသွား15လမ်းအပြန်15လမ်း ခြေလမ်း30ပေါ့ကိုဆရာဆိုဆရာဒီကြားထဲမှာကုံတွေတွေမချတာအဲ့ဒါပေါ့ဟုတ်ကဲ့ပါဆရာဒီနေ့လှမ်းအဲ့ဒါ15လမ်းပဲ15လမ်းဟုတ်ကဲ့ဒီပြန်15လမ်းအခုသမီးနဲ့စကားပြောပြီးဟိုဆရာထားလိုက်တာ ਨੇ အေးရတဲ့တတ်မတတ်မလေဘူးဟုတ်ကဲ့ပါဆရာ15လမ်းစကားလက်ဆောင်မယ်ဟုတ်ကဲ့ပါဆရာလျောင်းထိုင်ရပါရက်တွားတွားအရိယာဘုတ်၄ပါးကိုဟုတ်ကဲ့ပါမျှတအောင်နေတတ်တဲ့သူဟာနေနိုင်တဲ့လောက် အကျိုးများပါတယ်ဟုတ်ကဲ့ပါဆရာင်ဆရာအခုဆရာတို့ဆိုအနည်းနှိတ်ခံကြတဲ့စိတ်တိတ်မရှိလောက်ဟုတ်ကဲ့ပါဆရာင်နော်ဟိုခန့်ငယ်ငယ်ကဒီပညာမရခဲ့ဆိုရင်နင်းနေသိခံကြလားဟုတ်ကဲ့ပါဆရာင်နင်းနေပဲပဲလူမရှိရကြပါဆိုစေးဘူးတွေလိမ့်ဟုတ်ကဲ့ပူမှားတာပေါ့ဟုတ်ဒါမလို့ကြောင်းထက်ရသွားအထရဘုံ၄ပါးကိုမျှတအောင်နေနိုင်ကြရင်ကျမကြီးအတွက်အကျိုးရှိပါတယ်လို့ပြောချင်ပါတယ် ဆရာကြီးရှင်တဲ့ကျမခန္ဓာကိုယ်မှာတဲ့အညိုအမဲတွေထွက်လိုက်မှိန်လိုက်ဖြစ်နေပါတယ်တဲ့ဟုတ်ပြီ၁၀နှစ်လောက်ရှိပြပြီတဲ့ဘလို့နေထိုင်စားတော့ရမလဲရှင်တဲ့အဲ့ဒါတော့ငုံနေတဲ့ဓာတ်ကပထွေဓာတ်ပေါ့သမီးဟုတ်ကဲ့ဆရာကြီးပထွေဓာတ်ဆိုအချူအစိမ့်ပေါ့ညီပဲကျော်အချူအစိမ့်ပေါ့ဟုတ်ကဲ့ဆရာသူစားလာညီပဲကျော်မသိဘူးလေညီပဲကြော်လေးစားတဲ့တယောက်တွေ့ဘူးလေဆရာကြီးညနာမှာတင်းတိမ်တွေ့ထွက်တယ်ဟုတ်နောက်တခါတချို့ကြလို့ရှိရင် မလှိုင်နေစားတယ်ဟာမလှိုင်နေစားနို့မလှိုင်စားတယ်ဟုတ်ကဲ့စီစိတ်ချိုးကြလို့ရှိရင်အဲစိတ်နဲ့အစာတွေပေါ့တင်ပြဟုတ်ကဲ့ဆရာကြီးမြေဘဲတို့နော်ထောဘတ်တို့မလှိုင်တို့အဲလိုစိတ်နဲ့အစာတွေစားရင်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာကြီးသူ့ကိုရှောင်ပြီးတော့သူသူနဲ့စန့်ကျင်ပဲပေါ့အချင်းနဲ့အခါကိုစာပြင်ဒါစီးဖြစ်ပါတယ်ဟုတ်လင်းစေးရအောင်ဆရာကြီးလင်းစေးရတော့ထုံးစံပေါ့တင်ပြကရမက်နဲ့နေ့တနခါညကရမက်လေးဟုတ်ကဲ့ဒီတဲ့ကောင်းလာရှားပြပါဆိုရင် သူ့မမိပါဘူးဟုတ်ကဲ့ပါဆရာအကုန်ကြားလည်းမများဘူးအိမ်တန်းရဲ့တဏခါတော်နဲ့မှာတဏခါနဲ့ကရဘကတော့ရှိနေပြီသားဟုတ်ကဲ့ပါဆရာနော်အတုံးမချတတ်တာချတတ်တာပဲမူတည်ပါလေဟုတ်ကဲ့ပါဆရာနော်နောက်စီးတဲ့ဖက်နဲ့အခုခင်မှာလူလူနမလိုက်ပဲလူလူလူလိုက်တယ်ဟုတ်ကဲ့ပါဆရာကျမကြီးဖက်နဲ့လေးစီးကြည့်ပါတိတ် တင့်မြတ်ပါနဲ့ဟုတ်ကဲ့ပါဆရာစုအခုစီးထားတာပဲအိမ်ထဲမှာဟုတ်ကဲ့ပါဆရာအိမ်မြတ်ထွက်ရတာပဲဟုတ်ကဲ့ပါဆရာလမ်းလျှောက်သွားလဲပဲနောက်တရံပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုသုံးပါတယ်နော်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲအစာဝအနာကင်ပြရာရှင်ကြပါစေဗျာ